ကိုင်းတိုင်းရင်းမဲ့ပင်မြို့နယ်ရေကြီးပင်ရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ခတ်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲပြီးဒေသခံចောင်းသူတို့ဦးတေဆုံးခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်မေလာဆလီယန်နေ့ည9:00နာရီခွဲမှာအောင်စရာမျိုးတင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးနဲ့ပစ်ခတ်ရာအသက်16နှစ်အရွယ်ဆန္ဒတန်းចောင်းသူမတ်ရမင်းသိန်းထိမှန်တေဆုံးခဲ့ပြီးနေအိမ်တစ်လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် ဆာကျက်နေဆာကျက်နေကြကိုရင်ရှိတယ်ကိုရင်ကနေသူ့ကိုရင်ကနေမှာဘိုင်းရလို့ဆိုသူကစေးသွားစေးဘူးသွားယူတာစေးဘူးယူပြီးတော့သွားယူရကြအပေါက်ဝရင်ကြည့်ပြန်စကားပြန်ပေါက်ဝရင်ဒီမှာထွက်ပြီးတော့ငါးဘောက်ပြန်စေးမလို့ကြည့်ရအဲကိုရင်ကြအဆိုပါစစ်ကောင်စီတပ်ကလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တာဖြစ်ပြီးရဲကြီးပင်ရွာတဲ့ဂျွာနီလေခွင်းနေတဲ့နဲ့ညရဲ့ရွာအပြင်ဘက်ကိုတလုံးစီကြားရောက်ပောက်ကွဲခဲ့တာလို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကသိရပါဗျ။မယင်မင်းသိမ့်တည်ဆုံမှုနဲ့ပတ်သက်ပြီး နောက်ထပ်အိန္ဒိယင်တူကလည်းဆေးကန်းကိုပို့တဲ့လမ်းအထိအသက်ပါလာသေးပြီးဆေးကန်းရှိတဲ့ရွာရောက်မှတည်ဆုံခဲ့တာလို့ပြောပါတယ်။လမ်းနဲ့ကြီးကြောက်ပောက်ကွဲခဲ့တဲ့အိမ်မှာဆိုင်ကယ်နှစ်စီး၊စပိတ်နှစ်စီး၊တူလောင်လာတဲ့ကြက်သွန်စပါအစရှိတာတွေမိလောင်ဆုံးရှုံးခဲ့ပြီးအနီးအနားကအိမ်တွေမှာလည်းခေါင်းမိုးအပေါက်တွေ၊နံရံအပေါက်တွေဖြစ်သွားတယ်လို့ရွာကနေစီကသိရပါတယ်။မယမင်းတဲ့ရဲ့ရုံလောင်းကိုတော့ဒီနေ့လည်းကင်းမှာတကြိုပေးမယ်လို့ကိုကြီးဆောင်ရွက်ပေးနေသူတွေကဆိုပါတယ် လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့စဉ်မိလောင်ခဲ့တဲ့နေအိမ်ကိုတော့ည7:00နာရီလောက်မှာမင်းငိမ့်တက်နိုင်ခဲ့ပြီးရှင်ပြူအလူဝဲရှိနေတဲ့အဲ့ဒီရွာမှာအလူအောင်ပွဲအဖြစ်ကောက်ခုံနေကြသူတွေလည်းမင်းမငိမ့်နိုင်ပဲလွတ်ရရွာတွေကိုထွက်ပြေးခဲ့ကြရတယ်လို့သိရပါဗျ။မေလ14ရက်နေ့လည်းကင်းကလည်းလုံချိုရေးတရင်28မုံရွာကနေလက်နက်ကြီးနဲ့ပစ်ခတ်လို့ထတော်ကြီးရွာကအသက်3နှစ်အရွယ်ယောက်ျားလေးတအူးလက်နက်ကြီးအစာထိမှန်တရားရခဲ့ပါသေးတယ်။